လုံးဟိုအထက်ကမြေတော့ရှုပ်ပြီးအလုံးကန်နေအဲအလုံးဟွာတင်ပြီးဒီဖက်ကအလုံးကြာနေနေဟွာပြင်သူကကြာဆင်းရဲ့လေခလေးအရှင်လိုပဲပြုဟာညာနေဆင်းနေနေသွေးလေးဗနာယောဂါကိုကုတနေရင်ကမျက်စိနှစ်ဖက်စလုံးကွယ်လွလွဖြစ်သွားရရှာတဲ့တက္ကသိုလ်ကျောင်းသူလေးက လက်ရှိ2025ခုနှစ်အတွင်းပြန်ကုသနိုင်မှသာမျက်လုံးပြန်မြင်နိုင်မယ်လို့ဆရာဝန်တွေကပြောပေမဲ့ကုသစရိတ်မရှိလို့အခက်အခဲတွေ့နေရှာပါတယ်သွေးလေးဗနာကိုကုတာနေရင်ကတက္ကသိုလ်ကျောင်းသူလေးတူမျက်စိနှစ်ဖက်စလုံးကွယ်လူကွယ်ခင်အခြေအနေဖြစ်သွားရတာပါသူဟာရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ခရိုင်ကျေးရွာကဖြစ်ပြီးအသက်22နှစ်ပြည့်ပြီးပါသာပထမနှစ်တက္ကသိုလ်ကျောင်းသူမတ်တဲယူဝင်ဖြစ်ပါတယ်သူကကြာစင်းရဲ့လေ ခလေးအရှင်လိုပဲပြုပါဒီရဲ့ရလုံးတွေကိုမြန်မာနိုင်ငံမှာကုသလို့မရတော့တာကြောင့်အိန္ဒိယနိုင်ငံမှာတွားရောက်ကုသဖို့မျိုးလုံးအထုကုဆရာဝန်ကြီးတွေကညွှန်ကြားထားပေမဲ့မိဘတွေကလည်းတောင်သူရခုတ်လုပ်တဲ့သူတွေဖြစ်တာကတကြောင်လက်တလုံးမှာရခိုင်ပြည်နယ်ကိုပြန်လို့မရတော့တာကတကြောင်ကြောင့်ရန်ကုန်မှာအခက်အခဲတွေကြုံနေကြရတာပါ မတက်ယူနဲ့ကျမ်းမာရေးမကောင်းလို့စေကူကိုတန်တွဲကိုသွားပြီးတန်တွဲစေယုံကနေရန်ကုန်က သွေးလေးဗနာဆရာဝန်ကြီးစီကို ကုသဖို့ပုဂ္ဂလိကအထုကုစေယုံတင်ယုံကိုရောက်လာခဲ့ကြတဲ့အကြောင်းမတက်ယူရဲ့မိခင်ဖြစ်သူဒေါခင်ယူမွန်က MT News ကိုပြောပြပါတယ်။ညီမသမီးလေးအားလုံးတကောလုံးမီးလုံးအောင်လုံးပြီးအရေးတွေအားလုံးကြွက်ထွက်လာပါတယ်။ ပြီးတော့ဗိုက်ကြီးလေးပူလာတယ်မြေစီကလည်းနှစ်ဖက်စလုံးလုံးဝမမြင်တဲ့အနေထားဖြစ်နေတယ်အဲ့ဒီအချိန်တုန်းကပြီးကျမတို့လေးတို့မြေစီဆရာဝန်လေးတွေကုမိပါတယ်နှစ်ဖက်စလုံးဖြည့်တော့ပါတယ်ဆိုမြင်ရတဲ့အနေထားကဆိုရင်ရဲရဲရဲလေးမြင်ပါတယ်ရဲရဲရဲလေးမြင်လို့လေးဆရာဝန်ကနေပြီးနိုင်ငံချောကိုလွှတ်ပေးပါတယ် ကူကလုံးဝမမြင်ရင်တို့ဆရာဝန်ကလုံးဝကူးလို့မရတော့ပါဘူးလို့ပြောထားတယ်ဒီတနေ့ဒီနိုင်ထောင်နိုင်စင်ကအတိုးအတွင်းမှာကူရင်ကူမကူရင်ဒီကလေးရဲ့မျက်စိကလုံးဝကိုသွားနိုင်တယ်အရင်ရေးထားရှိတယ်လို့ပြောထားပါတယ် သူ့ရဲ့မျက်လုံးလေးကိုလက်ရှိ2025ခုနှစ်အတွင်းမှာပြန်ကုသနိုင်မှသာမျက်လုံးပြန်မြင်နိုင်မယ်လို့ဆရာဝန်တွေကပြောပေမဲ့အခုဆိုရင်နှစ်ကုန်ကိုအချိန်6လလောက်ပဲလိုလိုတာကြောင့်ကုသစရိတ်မရှိဖြစ်နေလို့အခက်အခဲတွေ့နေကြရတယ်လို့မိခင်ဖြစ်သူကအခုလိုပြောပြပါဗျ။ဟာမကုန်းနဲ့ပြောပါဘူးဒီကလေးမလေးအတွက်ရန်နေကျမတို့ဟိုနေနေရက်ရက်ကလူတွေဘက်မှာကျမတို့အလှူခံနေပေါ့ အလူခံရဲဗားရဲကျမရောအနေနဲ့အကူအညီတော့အလူခံပြီးခံပါလေကျမကျမရဲ့ theme နေပြီးဒီကလေးမျိုးစီကိုရဖို့အတွက်ပေါ့မစင်းစောလို့မရဖြစ်နေပါဘူးကျမကျမကြီးနေလို့နေပြီးတော့ဒီကလေးသေချာတရားနေတာပေါ့တကယ်လို့ကျမရာမရှိကားလို့ဒီကလေးရဲ့ဘဝတွေးမတွေးတဲ့ဝမ်းစီရပါကျမဘဝ သူတို့မိသားစုဟာရန်ကုန်ကိုလွန်ခဲ့တဲ့နှစ်နှစ်ကပဲဆေးလာကိုရင်ရှိတဲ့ရွှေတိုရွှေစတွေလည်းကုန်နေပြီဖြစ်တာကြောင့်ဆွေမျိုးမိတ်ဆွေတချို့ရဲ့ထောက်ပံ့ပေးကမ်းစာနဲ့ရက်တည်နေကြတာလည်းဖြစ်ပါတယ်။